်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ကြည်သူများကိုလင်းရင်နဲ့ဘုံကျဲတပြက်ရမှာပါဝင်နေကြတဲ့စစ်ကောင်စီလီတက်မှအရာရှိများစွာနှမ58ဦးအတည်ပြုထားနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတဝမ်းမှပြည်သူများကိုလင်းရင်နဲ့ဘုံကျဲတပြက်ရမှာပါဝင်နေကြတဲ့စစ်ကောင်စီလီတက်မှအရာရှိများစွာနှမ58ဦးကို operation stiffer နေနဲ့ သတင်းဌာနကပူးတွဲအတည်ပြုထားပါတယ်။ရခင်ကလည်းစစ်ကောင်စီလီတက်မှဘုံကျဲတပ်ဖြတ်ရမှာတတက်ကြွကြွပါဝင်နေတဲ့တာဝန်ရှိသူတွေကိုမကြာခဏဆိုသလိုပူးတွဲထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာလည်းအတည်ပြုထားနိုင်တဲ့အရာရှိ58ဦးရှိပြီးအရာတွေကတော့ဘုံမူကျုပ်စိုးတင်လက် ာလာခဘုံမူကြီးထအောင်ခိုင်ကာလာခဒုတိယဘုံမူကြီးအောင်ကျော်တင်ဘုံမူဟိန်အောင်ထော့အုတ်82ဘူကြီးကောင်းထက်လာထခမင်္ဂလာတော်ဘုံမူတန်ထုံဦးလာထခမင်္ဂလာတော်ဘူကြီးဟိန်လက်လာတခကကကဘုံမူဟိန်မြင့်လက်ဒါလာခဒုတိယဘုံမူကြီးအောင်ကိုမြင့် လာတခနာပါတာ ဒူးလီတက်စခန်းမူဒုတိယဘုံမူကြီးရဲဝင် လာတာခနာပါတာဘူကြီးဖြိုးဝေလွင်ပါလာခဘူကြီးတန်နိုင်ဘုံမူကြီးတန်နိုင်ညွတာလာခဘူကြီးဝေဖြိုးတန်လာတာခဘူကြီးတန်ဆောင်ဒါလာခဘူကြီးချမ်းမြီကိုကိုလာတာခနာပါတာဒုတိယဘုံမူကြီးကျော်မို့ဦးလာတာခကာကာကဘုံမူဝေလင်းတင်လာတာခကာကာကာ ဘိုကြီးလွှမ်းထက်လာထခရာဟာထဘိုမင်းခန့်လာထခလာလာပါဘိုမူဇာနီထက်အောင်ဒါလာခဘိုမူအောင်မျိုးမင်းလာတာခဒုတိယဘိုမူကြီးအောင်မြင့်ထင်းလာမခဒုတိယဘိုမူကြီးဟန်မြင့်အောင် စာလာခဘိုကြီးအောင်မျိုးထက်စာလာခဘိုကြီးမောင်မောင်ညံမာလာခဒုတိယဘိုမူကြီးအောင်ဖုံးမြင့်အနောက်ပိုင်းဘိုကြီးဖြိုတန့်စောကာလာခဘိုမူတဟိန်အောင် လာတာခ ဘူဂျီကိုကိုအောင် ဟာလာခဘူဒေါ်ဝွှေဝွင့်ဒါလာခဘူဂျီကျော်ဖြူတာလာတာခတတဦးဒုတိယဘုံမူကြီးဝင်းဟန်ဦးစာလာခဘူဂျီတန်စော်လင်းအုတ်84ဘူဂျီအောင်တင်လာတာခဒုတိယဘုံမူကြီးတင်မောင်းဦးဟာလာခဒုတိယဘုံမူကြီးအေမင်းနာလာနာဘူဂျီပြေဦးစော်လာတာခနာပါတာဘူဂျီကျော်စင်တန်လာကာတာလာမာက ဘိုအောင်ပြည်လာထခမာဂတာဘိုကြီးစိုးမိုးနိုင်ဆလာခဘိုကြီးမျိုးမင်းသူလာထခထီလာဘိုကြီးအောင်တန်းဦးဟာလာခဘိုဖြိုဟိန်ထလာတာခဘိုကြီးငိန်ချန်တော်ဟာလာခအုပ်ရှစ်ဆက်ရှင်ဘိုကြီးကျော်တီဟာဒါလာခအုပ်ဆန်ငါဒုတိယဘုံမူကြီးစီရမင်းကာလာခဘိုကြီးဝင်းထိုင်အောင် ပါလာခဘိုကြီးအောင်ကိုစော ဟာလာခဘိုကြီးပိုင်မြတ်ဟန်လာထခ ဘိုမူဇော်လင်းထွန်လာတာခလာမကဘိုကြီးအောင်မြင့်ဆာလာခဒုဘိုရွှေမမီတင်ကာလာခဘိုမူခင်မောင်ထွန် လာတာခတတာဦးဘူကြီးရံမျိုးအောင် လာတာခနာပါတာဘူကြီးထွန်လင်းအောင်ဆာလာခအုတ်သုံးဆက်နေဒုတိယပုံမူကြီးကျော်ဝနာဦးရှားလာနာတို့ဖြစ်ပါတယ်ပြည်သူ့အဓိကပုံကျဲတက်ပြန့်နေတဲ့အဆိုပါလီတက်မှာအရာရှိ59ဦးရဲ့နောက်ဆက်တွဲတွေကိုသတင်းဌာနရဲ့ Telegram နေမှာတွားရောက်သိရှုနိုင်ပါတယ်ဆက်လက်ပြီးနိုင်ငံတကာပိတ်ဆို့မှုတွေကိုကြော်လွားဖို့နီးလန်းရှာရမယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကနိုင်ငံတကာသူတို့ပေါ်တန်ခတ်ပိတ်ဆို့မှုတွေနဲ့ က်သက်ပြီးဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုကြော်လွားဖို့နီးလန်းရှာရမယ်လို့ပြောကြားလိုပါတယ်လက်ရှိစစ်ကောင်ဆောင်တွေနဲ့လူပုဂ္ဂိုလ်တချို့ကိုနိုင်ငံတကာကပိတ်ဆို့အရင်ယူထားသလိုကုန်စည်ကူတန်းရောင်းဝယ်မှုတွေကိုပိတ်ဆို့ထားတာကြောင့်အခက်အခဲတွေဖြစ်ပေါ်နေကရှင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကတ်သက်ချက်တွေကိုကြော်လွှားရမယ်လို့ဆိုပါတယ်။မင်းအောင်လိုင်းကမနေ့ကမန်လာ15ရမနက်ပိုင်းကရှန်ကုန်တိုင်းအလုံမျိုးနဲ့အေရှားဝေါ်ပေါ်တမနေ AWPD စိတ်ကမ်းမှာစိတ်ကမ်းလုပ်ငန်းကဏ္ဍဆွမ်းဆောင်နိုင်မှုနဲ့ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေကို တွားရောက်ကြည့်ရှုစဉ်ပြောကြားခဲ့တာပါအရှင်ကမြန်မာနိုင်ငံကစိတ်ကန်းတွေဟာအရှိတောင်အာရှမှာပို့ကုန်တွေအ धिक တင်ပို့တဲ့စိတ်ကန်းတစ်ခုဖြစ်ခဲ့ပြီးလက်ရှိအချိန်မှာတော့အကြောင်းမျိုးမျိုးကြောင့်ပို့ကုန်တွေတင်ပို့မှုညွန်နေနေကရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သက်ချက်တွေကိုကြော်လွှားရမယ်လို့မင်းအောင်လိုင်းကဆိုပါတယ်စစ်အာဏာသိမ်းမှုကြောင့်သာတိုင်းပြည်ဟာစီးပွားရေးကျဆင်းသွားပြီးအဖက်ဖက်ကပိတ်ဆို့မှုတွေရှိနေတဲ့ပုံမှာမင်းအောင်လိုင်းကဘယ်တော့မှဝန်ခံပြောကြားခြင်းမရှိပါဘူးနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်နိုင်ငံသားအုံွေဆွေးမြ နိုင်ငံသားသုံးငွေသုံးဆွဲမရဖြစ်နေပြီးကုန်သွယ်ရေးလုပ်ငန်းတွေမှာငွေပေးချေဖို့အခက်အခဲဖြစ်နေရလို့အာနာသိန်းစကောင်ဆောင်ကိုရိုင်း2023ခုနှစ်ဇွန်လပိုင်းတုန်းကပြောဆိုခဲ့ပူပါတယ်။အာနာသိန်းမိချိန်ကစပြီးစစ်ဘုတ်ချုပ်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုအမေရိကန်၊ကနေဒါ၊ဗြိတိန်၊ဥရောပသမဂ္ဂတို့ကအရေးယူပိတ်ဆို့မှုတွေဇက်တိုက်ချမှတ်တုံ့ပြန်လှောက်ဆောင်လျက်ရှိကြောင်းသတင်းမှာဖော်ပြထားပါတယ်ရှင်။ စေအိုစုနဲ့ရုရှားတွေ့ဆုံမှုအတွက်တန်ခတ်မှုတွေထပ်တိုးအမြန်ချမှတ်ဖို့တောင်းဆိုရကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်ဆောင်ကစီးပွားရေးနဲ့လုံခြုံရေးပါဝင်ဆက်ဆံရေးပုံမှုနဲ့ဆိုင်လာစေဖို့ရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံမှုတွေလုပ်နေတာဟာစစ်ရာဇဝင်တွေကိုပို့တိုးလာစေဖို့လောင်စာဖြစ်တယ်လို့ Justice for Myanmar ကမလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါကြောင့်ရုရှားနဲ့မြန်မာစေအိုစုလိုကျူးလွန်နေတဲ့ရာဇဝင်မှုတွေကိုအဆုံးသတ်ဖို့နိုင်ငံတကာအနေနဲ့နောက်ထပ်တန်ခတ်ပိတ်ဆို့မှုတွေကိုညှိနှိုင်းဆောင်ရွက်ပြီးအလင်းအမြန်ချမှတ်ဖို့လိုအပ်နေရေလို့ Justice for Myanmar က တောင်းဆိုထားပါတယ်။မြန်မာစစ်ကောင်စားဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကလူမျိုးတုံးတပ်ဖက်မှုနဲ့ဖန်ဝန်းထုတ်ခံရမှုအပြီးမှာရုရှားနိုင်ငံကိုတပတ်ကြာခီးစင်ဖြစ်သွားရောက်နေပြီးရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှဖြစ်ပါတယ်။ဆက်လက်ပြီးအိန္ဒိယနိုင်ငံများအနေနဲ့ဖန်စီရရှိတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီထံကိုပို့ဆောင်ခြင်းမှာတည်ရင်းပို့တဲ့သဘောဖြစ်နေလို့လူသားချင်းစာနာထောက်ထားကူညီဆောင်ရှောက်ပေးကြဖို့ NUG ကမြေတားရက်ခန့်နဲ့အကြောင်းတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံများအနေနဲ့၎င်းတို့နိုင်ငံအတွင်းတရားမဝင်နေထိုင်လို့လုပ်မှုနဲ့ဖန်စီရရှိထားတဲ့ မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီထံကိုပို့ဆောင်နေခြင်းမှာတီရင်းကိုပို့ဆောင်နေတဲ့သဘောဖြစ်ပြီးလူသားချင်းစာနာထောက်ထားစွာနဲ့ကုညီဆောင်ရှောက်ပေးဖို့မြို့သားညီညွတ်ရေးဆိုရာ NUG ကမြေတားရက်ခံလိုက်ပါတယ်ဒီကနေ့ထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုတရင်စကားပြောကြားခြင်း9မြင်းဆောင်2025အစီအစဉ်မှာ၎င်းကအထပ်ပါတိုင်ပြောဆိုလိုက်တာပါအိနီချင်းနိုင်ငံတွေအနေနဲ့လည်းအကြံမျိုးမျိုးကြောင့်ဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသားတွေကိုအကြံဖက်စင်ယုံစုလက်ကိုပြန်လည်အနန်ချင်းကတီရင်းနဲ့ပြန်ပို့တဲ့သဘောဆောင်နေတာမို့မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားတဲ့မိခင်နိုင်ငံကိုပြန်ပို့ ခံရချိန်မှာအသက်အအနေကြောင်နိုင်ရင် ပြန်ဖို့ခြင်းကိုတားမြစ်တဲ့ဥပဒေညွန်ကြားချက်များနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်ကူညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံရဲ့ခြားကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းသက်ဆိုင်ရာနိုင်ငံတွေရဲ့ထုတ်ပြန်ထားတဲ့ဥပဒေကိုလေးစားလိုက်နာကြဖို့ သက်ဆိုင်ရာနိုင်ငံအလိုက်လူဖွဲ့စည်းရေးရှင်ချင်းမှုတွေစံနှုန်းတွေကိုလေးစားလိုက်နာပြီးတဟဆာတာဖြစ်အောင်နေထိုင်ကြဖို့အထူးတိုက်တွန်းလိုပါတယ်လို့ဦးနေဖုံလက်ကပြောပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအတ္တမစစ်သားစုဆောင်ခြင်းကို တရားလက်လွတ်လုံဆောင်လာနေကြောင်းတနင်္လာနေ့အတွင်းအပတ်စဉ်ဆယ်ကုနီပါအတ္တမစုဆောင်ခဲ့တဲ့အပြင် ပေါ်တာဆွေးစဉ်အင်းကြီးနိုင်ငံများမှာ ပြန်ပို့သူတွေကိုအတ္တမစစ်သားစုဆောင်ခြင်းအမျိုးသမီးတွေကိုပါအတ္တမစစ်သားစုဆောင်ဖို့စတင်လာခြင်းအကျဉ်းထောင်များမှာလူငယ်များကိုအတ္တမစစ်သားစုဆောင်ခြင်းလူငယ်များရဲ့နိုင်ငံတကာထွက်ခွာမှုကိုပိတ်ပင်ခြင်းနိုင်ငံတကာရောက်ရှိနေသူတွေကိုလက်ပါစေတန်ရုံတွေကတဆင်အကြက်ကင်ပြီးတိုင်းပြည်တွင်ပြန်လည်ဝင်ရောက်အတ္တမစစ်မှုတန်းစေဖို့ကြိုးစားခြင်းတွေကိုလှုံ့ဆော်လာကြောင်း NUG ကပြောဆိုပါရယ်အကြံဖက်စင်အောင်စုကအတ္တမစစ်သားစုဆောင်ထားသူတွေကိုလအနေငယ်ကစစ်တနန်းတက်စေပြီးချက်ချင်းဆိုသလိုရှိတဲ့စစ်မျက်နှာတွေကိုစိန်လွတ်ခါ လူသားတိုင်းသပွဲအသုံးပြုနေကြောင်းအဲ့ဒီကိစ္စမှာနိုင်ငံနဲ့ချီပြီးကျူးလွန်နေတဲ့အဓမ္မအလုတ်ခိုင်းစီမှုအဆိုရွာဆုံးလူခွင့်ရေးချိုးဖောက်မှုတွေဖြစ်တဲ့အတွက်နိုင်ငံတကာလူခွင့်ရေးဆိုင်ရာဖွဲ့စည်းများအလုတ်သမားကြီးရာဖွဲ့စည်းများကလက်ပိုက်ကြီးမနေပဲထီရောက်စွာအရေးယူဆောင်ရွက်နိုင်ကြဖို့ NUG ကမြတ်တာရက်ခံပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖတ်စင်အုပ်စုရဲ့အဓမ္မစစ်သားစူစာမှုတံကိုခန့်နေရတဲ့လူငယ်တို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနများလိုက်တက်စွမ်းသမားကုညီဆောင်ရွက်လျက်ရှိကြောင်းအဓမ္မစစ်သားစူစောင်းခံရပြီးနောက်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းလာသူများပြည်သူရင်ခွင်ခုလုံလာသူတွေကိုကြိုးစုံလက်ခံလျက်ရှိကြောင်း NUG ကထုတ်ပြန်ပြောဆိုထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။